်မင်္ဂလာပါရှင် ရန်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြောင်းမှာကတော့ရန်ကင်းမြို့နယ်၌မင်းဆန္ဒနယ်ပြင်ပရှိကျောင်းများတွင်တက်ရောက်ကြမည့်တက္ကသိုလ်ကျောင်းသားကျောင်းသူများကြိုတင်ဆန္ဒပေးပေးတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်တွင်နေထိုင်ကြပြီးမဲဆင်းတွင်ပါရှိတဲ့မင်းဆန္ဒနယ်ပြင်ပသူတွားရောက်၍ကျောင်းတက်ရမည့်တက္ကသိုလ်ကျောင်းသားကျောင်းသူများသည်လူဝင်မာ၁၈ရက်နေ့နက်ပိုင်းကအမှတ်6အမှတ်9အမှတ်7ရက်ကအုပ်ချုပ်ရေးမှူးရုံးတွင်ကြိုတင်ဆန္ဒပေးကြကြောင်းသိရပါတယ်။ တက္ကသိုလ်ကျောင်းသားကျောင်းသူများအနေဖြင့်မိမိတို့ကင်ဆောင်တဲ့နိုင်ငံသားစစ်စီရေးကနေသက်ဆိုင်ရာတက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်များမှထုတ်ပေးတဲ့ကျောင်းသားစစ်စီရေးကသူမဟုတ်ကျောင်းဝင်ခွင့်အထောက်အထားတို့ကိုပြသ၍ဂျူနင်းဆန္ဒမဲလက်မှတ်များထုတ်ယူနိုင်ပြီးမိမိဆန္ဒအလျောက်နှစ်သက်တဲ့ကိုယ်စားလှယ်လောင်းကို လျှို့ဝှက်ဆန္ဒပြုခန်းတွင်ဆန္ဒမဲပေး၍မဲပုံများတွင်ကြိုတင်ဆန္ဒမဲထည့်ကြကြောင်းသိရပါသည်။ရန်ကုန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်မှတက္ကသိုလ်ကျောင်းသားကျောင်းသူများကြိုတင်ဆန္ဒမဲပေးခြင်းကိုလူဝင်မှ၁၉ရက်မှ၂၁ရက်ထိဆောင်ရွက်ပေးမှာဖြစ်ကာကြိုတင်ဆန္ဒမဲပေးနေမှုကိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတာဝန်ရှိသူများကကြိရှိအားပေးကြကြောင်းသိရပါသည်ရှင်။ဒီသတင်းကိုတော့လက်လာထွေကပြပလာတာပါ။